ရစရရှိနေလို့ရှိရင်တော့တူးတက်မှာတော့မဟုတ် individual ကဒါကတော့လူတိုင်းနားလဲအဲ့တော့ GDP ကိုကျွန်တော်တို့စဉ်းစားကြည့်တဲ့အခါကျတော့အဲကျွန်တော်မှတ်ထားတာလေးကုစားမဟိုမှတ်ချင်ရင်မှတ်လို့ရတယ်နော်အဲဒီသုံးခုလို့ပေါ့နော်ဒီမိုကရေစီပထမတက်တန်းရဲ့ဒုတိယတက်တန်းရဲ့အခုနာဇာကခေညော်မှန်းချက်ပေါ့ပေါ့နော်အဲပထမတက်တန်းဆိုတာဥသိမ့်စိခေပေါ့ဗျဥသိမ့်စိခေမှာကဒီပြည်မြ GDP တိုးတက်တော့က9.26ရာခိုင်နှုန်းရှိတယ် ်ဦးသိန်းစိန်လက်ထက်ပြန်မြ GDP တိုးတက်တော့ခုနှစ်တက်တမ26 26ပေါ့เนาะခုနှစ်တက်တမ26ရှိတယ်အဲဒီမိုကရေစီဒုတိယတက်တမ်းမှာကြတော့အဲ့ဒါကြတော့ကျွန်တော်အတိအကျပြောပေးမယ်เนาะ2016 2019ဘန်ဒါကြီးနှစ်မှာ9တက်တမ8 8ရာခိုင်နှုန်းရှိတယ်လေရေးချင်းရေးကြကြပါတော့เนาะ2016ဆက်ကွန်မှာ9.8 2019ဆက်ရှင်မှာ6.4 2018-19မှာက6ဒသမ8 2019-2020မှာ3ဒသမ2ကျွန်တော်ပြန်ပြောမယ်နော်ဒေါအောင်စုကြည်လက်ထက် GDP ပြန်ပြောမယ်2016-19မှာဗန္ဓာရီနှစ်မှာ5ဒသမ8 18-18မှာ6ဒသမ4 18-19မှာ6ဒသမ8 19-20မှာ3ဒသမ2ဦးသေးစိတ်ကြီးလက်ထက်တော့ကနောက်ဆုံးပြန်ပြ GDP တိုးတက်တော့ခွန်ဒသမ26ရှိတယ် ကဲအဲ့နှစ်ခုပဲရှင်းကြည့်လိုက်အောင်ဘယ်သူကတာလဲဒါက GDP ပဲရှိသေးတယ်နော်အဲ့တော့ဒီ NASA ကလက်ထက်မှာကြတော့ဒီ2024 25ဒီဘန်ဒါယီနှစ်မှာ GDP မှာဒီဒေါ်လာဘယ်လောက်ရှိမလဲဆိုလို့ရှိရင်86.4ဘီလီယံရှိတယ်ဒေါ်စုလက်ထက်ကကြာခဲ့တယ်နော်။အမ GDP တွေအကုန်ကြာခဲ့တာ။ဥသိစိတ်ခင်မှာ GDP အတက်ဒေါ်စုလက်ထက်မှာကြာလာတယ်။ တော့တာကျုပ်လက်ထက်မှာ GDP ကိုပြန်ပြီးတော့ minus တွေကိုပြန်ဖာပေးရတယ်ကျွန်တော်ပြောခဲ့တယ်ကိုစမ်းမအခု2024 25မှာဒေါ်လာ86.4ဘီလီယံရှိရဲ့ဗျ GDP မှာ25 26ကိုကျွန်တော်တို့က GDP တက်ဖို့ကိုဒေါ်လာဘလောက်ထိမျှော်မှန်းထားလဲဆိုတော့87.6ထိကိုမျှော်မှန်းထားတယ်86.4ကနေပြီးတော့87.6ထိကိုမျှော်မှန်းထားတယ် 25 26ခုပြန်ပြီးတော့ minus 2ပြန်ဖာပေးရတယ်ကျွန်တော်ပြောခဲ့တဲ့ကိုစမ်းပါအောင်အခု2024 25မှာဒေါ်လာ86တသမ4ဘီလီယံရှိတယ်ဗျ GDP မှာ25 26ကိုကျွန်တော်တို့က GDP တက်ဖို့ကိုဒေါ်လာဘယ်လောက်ထိမျှော်မှန်းထားလဲဆိုတော့81သမ6ထိကိုမျှော်မှန်းထားတယ်ခုနစ6တသမ4ရနေပြီးတော့81သမ6ထိကိုမျှော်မှန်းထားတယ်25 26ခုနဲ့ အဲ့တော့ကျွန်တော်ကဒါက GDP ကိုပြောတာအဲ့တော့ကုန်သွယ်မှုလုံငွေပြရတာပေါ့နော်အဲအဲ့အဲ့ဒါတွေကိုတစ်ချက်ကြည့်လိုက်လို့ရှိရင်တော့အဲဥသိမ့်စိန်ခင်မှာကုန်သွယ်မှုလုံငွေပြငွေကအမေရိကန်ဒေါ်လာအဲစနစ်တသမ3.6ခုဘီလီယံရှိတယ်ကုန်သွယ်မှုလုံငွေပြ3.6ခုနော်တသမအနောက်မှာ3.6ခုပါစနစ်တသမ3.6ခုအဲ့တော့ဒီဘက်ကဒုတိယတက်တန်းမှာကြည့်လိုက်တဲ့အခါကျတော့နော် ကုံသွယ်မှုလုံွေပြငွေက12.61ပြအဲဒီလိုလေးတွေရှိတယ်နော်အဲဟိုနတ်ဆက်ကကတော့မပြီးသေးဘူးပေါ့နော်မပြီးသေးတော့ကျွန်တော်ဒါထည့်မှပြောတော့အဲ့တော့ဒီမှာတေချာကြည့်လိုက်လို့ရှိရင်ဒေါ်စုလက်ထက်မှာအကုန်ကျတယ် GDP တွေအကုန်ကျတယ်ဥသိမ်းစိန်မှာအတက်ရှိတယ်ကာကျုပ်လက်ထက်မှာမိုင်းနက်စိန်မိုင်းနက်စိန်ပြန်ဖြစ်ရတာပေါ့နော်အဲ့တော့အဲ့ဒီချိန်မှာကာကျုပ်ကကျွန်တော်တို့ကဗီလာရီကိုသွားကြတာအားလုံးငင်ကြမှာပေါ့နော် တော့သူကဘီလာရုကိုသွားတဲ့ခါကျတော့ဘီလာရုနိုင်ငံဆိုတာကတဲ့ဒီ agri based industry ပေါ့နော်ဒီစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံတစ်ခုဖြစ်တယ်ပေါ့စက်မှုလုပ်ငန်းနိုင်ငံတစ်ခုဖြစ်တယ်သူ့နိုင်ငံမှာကသူ့ရဲ့နိုင်ငံ GDP ကတဲ့ဒီဒေါ်လာ83.1ဘီလီယံရှိတယ်83.1ဘီလီယံမှာစိုက်ပျိုးမွေးမြူရေးရတဲ့ပတ်စံက6.8ဘီလီယံကနေပြီးတော့ ၈ဒသမ2ဘီလီယံဂျာရှိကိုဂျာရီကိုဗီလာရုကရတာဗျအဲ့ဒီမှာဆိုရင်အဲမြန်မာနိုင်ငံမှာတော့ဒီစိုက်ပျိုးမိုးညူကြီးကရတာကြတော့ဒေါ်လာ၄ဒသမ8ဘီလီယံခန့်ပဲရတယ်၄ဒသမ8ဆိုတော့ဟိုက8ဒသမ2ထိသွားတဲ့ခါကျတော့အဲကျွန်တော်မြန်မာနိုင်ငံကဗီလာရုနဲ့ဆင်လို့ရှိရင်ထောက်ဝက်ခန့်ပဲရတယ်နော်ထောက်ဝက်ခန့်ပဲရတယ် အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းပဲကျင်းလက်မှာရှိတဲ့လူဦးရေက87ရာခိုင်နှုန်းရှိတယ်တဲ့မြို့ပေါ်မှာနေတာ37ရာခိုင်နှုန်းရှိတယ်နော်မြန်မာနိုင်ငံမှာလည်းပဲကျင်းလက်မှာရှိတဲ့လူဦးရေက87ရာခိုင်နှုန်းရှိတယ်တဲ့မြို့ပေါ်မှာနေတာ37ရာခိုင်နှုန်းရှိတယ်နော်အဲအဲ့လိုလေးတွေရှိတယ်ပေါ့ဗျာပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာဒီ2024သကောင်စင်းရဆိုလို့ရှိရင်အဲလုံလုံနိုင်စွမ်းက15နှစ်ကနေ65နှစ်ကြာဖို့ အဲ34သန်းနည်းနည်းလေးပဲစွန်းတယ်အလုပ်လုပ်နိုင်စား34သန်းနည်းနည်းလေးပဲစွန်းတယ်ဒါကတော့ဒေတာလေးတွေကျွန်တော်လိုအပ်လို့မှတ်ထားတာအဲ့တော့ကျွန်တော်တေချာကြည့်လိုက်လို့ရှိရင်ကာကြုတ်ကလည်းပဲဦးသိစေတဲ့ဆိုင်ကာကြုတ်က GDP ပိုတက်အောင်လှုပ်လာတယ်ဗျအဲ့တော့ကျွန်တော်စဉ်းစားလိုက်တာဟိုလဲအဆင့်28ကိုထွက်ဖို့တရားကို130တွေရှိနော် individual income မတက်နိုင်ဒါပေမဲ့နိုင်ငံခေါင်းဆောင်သာကာကြုတ်သာနောက်ထပ်9နှစ်လောက်10နှစ်လောက်တာဝန်ထပ်ယူလိုက်မယ်ဆိုရင် तू อ่ะဒီမှာ GDP တွေကို तू ကဇာနဲ့စေကနန်းနဲ့ကို तू ကတက်အောင်စ조사နေတဲ့ခါကျတော့ကာကြုတ်တာနောက်ထပ်ကျွန်တော်တို့10နှစ်လောက်တာဝန်ယူလိုက်မယ်ဆိုရင်ကျတို့ ADC ကထွက်လို့ရလောက်ပြီသိလားဦးစန်းမ ADC ကထွက်လို့ရလောက်အော်အခုခုနကပြောတဲ့ထောက်သားတွေကဥစ္စာဖြစ်နေခိုင်လုံးပါလေခိုင်လုံးလဲဆိုတော့ကျွန်တော်လည်းဟိုအခုနဲ့ကျွန်တော်နဲ့စကားပြောတာဥစ္စာပေါ့နော်ဟိုပြေလေတာကြည်ချင်းမရှိချင်းကြောင့်ကျွန်တော်ခိုင်လုံးတော့မဟုတ်ကျွန်တော်လည်းကိုသိပါတယ်ကျွန်တော်လည်း ။ဘာပဲဖြစ်ဖြစ်လက်လန်းပြီးသလောက်ဟုတ်လေးလာတုံးသက်မှုအနေဒါတစ်ခုလောက်ပါတယ်။အဲ့တော့အကိုပြောတာခိုင်လုံးနေစားဟုတ်။ဒါကဒီဆရာဘွားရေးထားတဲ့ဥစ္စာကိုအကိုဖတ်ပြခြင်းမို့တကယ်လက်ရှိကမ္ဘာမှာမြန်မာနိုင်ငံရဲ့ GDP ဘယ်လောက်တက်ချင်းကြာချင်းကိုကမ္ဘာရဲ့ gravity မှာရှိတယ်။အဲ့ဒါကိုတက်ကြည့်ပါ။အဟိုကိုချင်းပြောသွားတာမှန်တာမှားတာ။အဲ့ဒါဆိုရင်ပို့ပြီးတော့အာဟိုကျွန်တော်တို့ဗတ်လိုက်ပြီးတော့အနေထားပြောတာလားတကယ်အရှိတရားကိုပြောတာဆိုပို့ပြီးသိတာထင်ရှားမြင်တာပါလိမ့်မယ်။ အဲ့တော့ကျွန်တော်ကတော့ဒီကမ္ဘာစီရင်ဆုံးတိုင်းပြည်28ကနေကျွန်တော်ကတော့ပို့ရင်လေးပြောတာကိုကြည့်အကျွန်တော် personally ပေါ့လေမထွက်စီကြည့်သေးဘာလို့လို့ဆိုတော့ကျွန်တော်နိုင်ငံတူးချင်းစီရဲ့ဒါကိုညံ့ညံ့လေးနဲ့လောက်ကနိုင်နေစွာမရှိမချင်းကျွန်တော်တို့ထွက်လို့အဆင်မပြေဘူးကိုကြည့်ထွက်လိုက်ရင်အခုမထွက်ခဲလို့တာမထွက်ခဲလို့တာအခုလက်ရှိဖြစ်ခဲ့တဲ့အခက်